မင်္ဂလာပါခင်ဗျာအလဲဥတေညနေခင်းသတင်းတွေကိုတင်ဆက်ပေးမှာပါတင်ဆက်ပေးမယ့်သတင်းတွေကတော့မြန်မာတက္ကရာ1389ခုနှစ်တစောင်းမုံလားပြည့်နေ့တွင်ရေလုံုံစီတော်ကြီးမှာဖရာဘူးသူကုသိုလ်ပြုသူများဖြင့်စီကားရေဆိုတဲ့နောက်ဆုံးရညနေခင်းသတင်းအပဝင်လာမယ့်နေ့ရက်အတွင်းရန်ကုန်မန္တလေးမကွေးစကိုင်းအေယာဝတီတနင်္လာရီချင်းမွန်နဲ့ရခိုင်ပြည်နယ်တို့မှာမိုးထစ်ချုံပြီးနေရာကွက်ရည်မိုးကြီးမယ်ဆိုတဲ့သတင်းအိန္ဒိယက၎င်း၏၄ချိန်အများဆုံးဆက်သွယ်ရေးဂျိုရုကိုလွှတ်တယ်ဆိုတဲ့သတင်း ခုအသင်းဒီပြအဖြစ်တဟတ်ရေပန်းအစားဆုံးဖြစ်နေတယ်ဆိုတဲ့တဲ့အစားရှိတဲ့တဲ့တွေကိုတင်ဆက်ပြမှာပါဦးဆုံးတဲ့တဲ့တစ်ပုဒ်အနေနဲ့မြန်မာတောင်ရေ1389ခုနှစ်တစောင်းမိုးလာပြင်းနေ့တွင်ရွှေတကုံစေရီတော်ကြီးမှာဖျားဘူးသူ ကုသိုလ်ပြုသူများဖြင့်စီကားရယ်ဆိုတဲ့တဲ့ကိုတင်ဆက်ပြမှာပါမြန်မာတောက်ရ1389ခုနှစ်သာသနာနှစ်2569ခုနှစ်တစောင်းမိုးလာပြင်းနေ့တာမညာဖလာအခါတော်နေ့နိုဝင်ဘာ၄ရက်နေ့နနက်ပိုင်းတွင်ရွှေတကုံစေရီတော်ကြီးမှာ ဖျားဘူးသူကုသိုလ်ပြုသူများဖြင့်စီကားများပြခဲ့တယ်လို့သိရပါဗျ။ဒါအပြင်တစောင်းမုံလာပြီးတပညာဖလားခါရော်နီနနက်ပိုင်းမှာ39ကျင်းမြောက်မတိုးရွှေကြတင်ငန်းများကတ်လူပူဇော်ဝဲခန်းနာကိုအဆိုပါစီတော်ရင်မြမာရှိတဲ့တမတ်နေရာများမှာကျင်းပခဲ့ကြောင်းသိရပါဗျ။အခမ်းအနားတွင်ရေခုံနေဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းတိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးများဂောဘကဖွဲ့ဝင်များဂောဘကရုံးဝန်ထမ်းများ ဘာသာရေးအသင်းအဖွဲ့များရွှေဒဂုံစီရောမြင့်ကြီးရဲ့38ကျင်းမြောက်မတိုးတင်ငန်းရှင်ပြိုင်ရက်ခတ်ပြိုင်ပွဲမှာပါဝင်ရှင်ပိုင်ခဲ့ကြတဲ့ပြိုင်ပွဲဝင်များနဲ့ဖျားဟုလာပြည်သူများကရာဟုတအောင်မြင်အနီးမှာရှိတဲ့ချမ်းသာကြီးတစောင်းမှစတင်ပြီးရွှေဒဂုံစီရောမြင့်ကြီးမှာရှိတဲ့ဗုဒ္ဓရုပ်ပွားတော်များအားကက်လူပူဇော်မဲ့မတိုးရွှေကြားတင်ငန်းတော်များကိုကိုင်ဆောင်ပြီးစေရောမြင့်ကြီးအားလက်ရာရဲ့လက်လေပူဇော်ကြားကြောင်းသိရပါဗျာ။ အဲ့ဒီနောက်တနိတာကြီးဝန်ကြီးချုပ်နဲ့တာဝန်ရှိသူများကအထက်ပြည်စီယံမှာရှိတဲ့ပြည်များမျက်ရှည်ရုပ်ဝါတော်များအားမတိုးရွှေကြားတင်ကန်ကတ်လို့ပူဇော်ကြပြီးကောဘကအဖွဲ့ဝင်များကအာယုခန်တဆောင်းမုတ်လေးမုတ်မှာရှိတဲ့ကတ်ကူတန်နာကောနကမန်နာကတ်တပါဂေါ်ရမမျက်စောဖျားတို့အားမတိုးရွှေကြားတင်ကန်များကတ်လို့ပူဇော်ကြကြောင်းသိရပါတယ် အဲ့ဒီနောက်ရွှေတဂုံစေရီတော်ဗန္တာတော်ထိန်ကောဘကအဖွဲ့ဩဝါဒစတိယဆရာတော်ကြီးများအားရှေးဟောင်းဗုဒ္ဓယူပွားတော်များတစောင်းမှာကောဘကအဖွဲ့များကအာယုံဆုံးစက္ကပ်လှူဒန်းကြကြောင်းအဲ့ဒီနောက်မတိုးရွှေချာတင်ကန်ကက်လူပူဇော်ပွဲနှင့်ရေးဆဲချာခန်းနာကိုရှေးဟောင်းဗုဒ္ဓယူပွားတော်များတစောင်းမှာဆက်လက်ကျင်းပရာရွှေတဂုံစေရီတော်ဗန္တာတော်ထိန်ကောဘကအဖွဲ့ဩဝါဒစတိယယုံရည်တာကြီးတန်ကနိုင်ရကအဖွဲ့ဥက္ကဋ္ဌအက္ခမဟာပဏိဒအက္ခမဟာတထမစောရိကာတစား အက္ခမဟာကဏ္ဍဝါစကပန္တိတာတိပိတကဒရဒေါက်တာဗရဏအက္ခတာမိတိပိတကလင်္ကာယကျောင်းတိုက်တက္ကီတမျိုးနယ်ထံမှအေပရိသက်များက၅ပါးတီလာခံယူစောင့်တည်ကြပြီးဩဝါရာစတီးယားဆရာတော်ကြီးများအားလူဝယ်ဝိထုများစက္ကပ်လှူဒန်းချကြောင်းသိရပါတယ်။ဆက်လက်ပြီးတော့လာမယ့်နှစ်ရက်အတွင်းမှာရန်ကုန်မန္တလေးမကွေးစကိုင်းအေရဝတီတနင်္လာရီချင်းမွန်နဲ့ရခိုင်ပြည်နယ်တို့မှာမိုးထစ်ကြုံပြီးနေရာကွက်ရိပ်မိုးကြီးမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။ လာမနေ့ရတွင်ရန်ကုန်မန္တလေးမကွေးစကိုင်းအေယာဝတီတနင်္သာရီချင်းမွန်နဲ့ရခိုင်ပြည်နယ်တို့မှာမိုးထစ်ချုံပြီးနေရာကွက်ရမိုးကြီးနိုင်တယ်လို့နိုဝင်ဘာလ3ရက်နေ့ကမိုးလေဝသနှင့်ဆလာဗီဒါညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်ထုတ်ပြန်ကြရရမင်္ဂလာပင်လယ်အရှိအလေပိုင်းနဲ့၎င်း၂၄ရက်ရှိတဲ့မြန်မာနိုင်ငံမြဝကျုံးမော်ကဲရွတ်ဒေတာနီဖြစ်ပေါ်နေတဲ့လေဖျားနေရေဝန်ဟာဆက်လက်တည်ရှိနေကြောင်းအဲ့လေဖျားနေရေဝန်ဟာ မြောက်အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီးလာမယ့်24နာရီအတွင်းဘင်္ဂလားပင်လယ်ော်ရှေ့လယ်ပိုင်းနဲ့၎င်းနဲ့ဆက်လက်ရှိတဲ့ဘင်္ဂလားပင်လယ်ော်ရှေ့မြောက်ပိုင်းမြန်မာနိုင်ငံရခိုင်ကဲယိုရန်နဲ့၎င်းနဲ့ဆက်လက်ရှိတဲ့မြဝကျုံးမော်ကဲလွန်ဒေတာများတို့ရောက်ရှိနေလို့ခန့်မှန်းရကြောင်းကပလီပင်လယ်ပြင်မြောက်ပိုင်းဘင်္ဂလားပင်လယ်ော်ရှေ့မြောက်ပိုင်းနဲ့အရှေ့အလယ်ပိုင်းတို့မှာတိမ်ထူးထက်နေပြီးကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ကျန်ဘင်္ဂလားပင်လယ်ော်တို့မှာတိမ်အနေငယ်မှတိမ်အထင်အထင်ဖြစ်ထွန်းနေကြောင်းသိရပါတယ်။အဲ့ဒီအတွက်ကြောင့်နိုဝင်ဘာလ၄ရက်နေ့ပိုင်းအထိကြားပြ ီနယ်မှာနေရာကျဲကျဲမန္တလေးဒေသကြီးနဲ့မကွေးတဲ့ဒေသကြီးတို့မှာနေရာစိစိနဲ့ကြံတဲ့ဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံပြမိုးထစ်ကြုံရပြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ကရွာရရနှုံးပြဖြစ်ကြောင်းသိရပါတယ်ဆက်လက်ပြီးတော့အိန္ဒိယက၎င်းရဲ့၄ချိန်အများဆုံးဆက်သွယ်ရေးဂျိုရုကိုလွှတ်တင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။ ိန္ဒိယသည်၎င်း၏၄ချိန်များသောဆက်သွယ်ရေးဂျိုရုဒသင်းကိုနိုဝင်ဘာ၂ရက်နေ့ကလွှတ်တင်ခဲ့ပြီးယင်းသည်အိန္ဒိယရီမန်ချက်ကြီးတဲ့အာကာသစီမံကိန်းတွင်နောက်ဆုံးခြေလှမ်းတစ်ရပ်ဖြစ်ခဲ့ပါသည်။ CMS 03ဂျိုတူကိုအိန္ဒိယတောင်ပိုင်းအန်ဒရာပရာဒိရှ်ပြည်နယ်တိရီဟာရီကိုတာမြို့မှဒေသစံတော်ချိန်ညနေ9:26မိနစ်အချိန်မှာလွှတ်တင်ခဲ့ခြင်းဖြစ်ပါတယ်။ကျွန်တော်တို့အာကာသခန္ဓာကကျွန်တော်တို့ကိုဆက်ပြီးဂုဏ်တက်စေခဲ့ပါတယ်လို့အိန္ဒိယဝန်ကြီးချုပ်နရန်ဒရာမိုဒီကပြောကြားခဲ့ပါတယ်။မိုဒီဟာ2040ပြည့်နှစ်မှာလပေါ်ကိုအိန္ဒိယအာကာသရှင်မှုတအူပို့ဆောင်ရည်မှန်းထားပါတယ်။ယခုလွှတ်တင်ခဲ့တဲ့စစ်တရေဂျိုတူဟာအလေးချိန်4410 kg 9922ပေါင်ရှိတာကြောင့် အိန္ဒိယမှာလွတ်တင်ခဲ့ဖို့သမျှအလေးချက်အများဆုံးဂျိုရုဖြစ်ကြောင်းအိန္ဒိယအာကာသသုတေသနအဖွဲ့ ISRO ကအောက်တိုဘာလ30ရက်ကပြောကြားခဲ့ပါတယ်။ LVM3 and 5တုံးခံအားပေးတုံးပြန်နဲ့လွတ်တင်ခဲ့တဲ့အဲ့ဒီဂျိုဒူဟာသင်းမောများလေရင်များနဲ့ရေငုပ်သင်းမောများကြားဆက်သွယ်ရေးချိတ်ဆက်မှုများကိုစိတ်ချတေးချစေရန်အထောက်အကူဖြစ်စေလိမ့်မယ်လို့အိန္ဒိယရေတပ်ကပြောကြားခဲ့ပါတယ်။နောက်ဆုံးသတင်းမို့အနေနဲ့ခုအသင်းနီးပြားအဖြစ်တန်ဟက်ရေပန်းအစားဆုံးဖြစ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။ ခုအသင်းနေပြအဖြစ် Dust လူမျိုးနေပြတန်ဟကရေပန်းစားဆုံးဖြစ်နေတယ်လို့သိရပါဗျာ။ ။ဟူတင်ဟာအစောပိုင်းကနီးပြဟာဂယ်ရီအိုနီ၄၁နှစ်ကိုပြလည်ခန့်ဖို့နှိစက်ခဲ့တာပါ။ဒါပေမဲ့ဂယ်ရီအိုနီဟာဟူတင်နဲ့ကနအူးဆင်းနေခဲ့ပြီးမြောက်ပိုင်းမှာဆင်းနေမှုကိုယူသိမ်းခဲ့တာဖြစ်ပါတယ်။လက်ရှိမှာအသင်းလက်မဲ့ဖြစ်နေတဲ့တဟက်ကဟူတင်နီးပြရာတူးကိုစိတ်ဝင်စားနေတယ်လို့သိရပါတယ်။မန်ယူနိုက်တက်နီးပြဟောင်းဟာအခုရာသီစာမှာလီဗာပူးဆင်းကိုကိုင်ရွယ်ခဲ့ပြီးမြောက်ဒီဖွင့်၃ဝဲပြီးမှပဲရာတူးကထုတ်ပေးခံခဲ့ရပါတယ်။အလဲမျိုးတဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးကြတာပါကျေးဇူးနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ